ဒီနေ့မှာတော့ဂျာမန်ဂီလီနက်စ်နဲ့လက်ရှိအီတိုရှီရင်ဘလော့ဂျမ်မီဆိုရရဲ့သူ့ကိုစာရေးအီတိုရှီနဲ့ရှင်နိုင်မီလားဆိုတာကိုပြောပြပေးတော့မှာပါပထမဆုံးအနေနဲ့ကတော့ခိုင်ဇာဘေးနားမှာအမြဲတကက်ကက်လုံနေတတ်တဲ့ဂျာမန်ဂီလီနက်စ်ပဲဖြစ်ပါတယ်နက်စ်ရဲ့နောက်ကြောင်းမသိရသေးရင်တော့ spoiler တွေပါနိုင်တာမလို့ကြိုပြီးတတိပေးလိုက်ပါတယ်နက်စ်ကငယ်လေးကတည်းကယုံကြည်မှုတစ်ခုရှိပါတယ်အဲ့ဒါကတော့မော်ပညာဆိုတဲ့အရာကိုယုံတာပဲဖြစ်ပါတယ်ကလေးပဲရှိသေးတာမလို့မော်ပညာကိုယုံတာအထူးဆန်းတော့မဟုတ်ပေမဲ့မိဘနှစ်ယောက်လုံးကသိပ္ပံပညာရှင်တွေကြီးဖြစ်ပါတယ် အဲ့ရောမောပညာဆိုတဲ့ကလေးကလားအရာတွေကိုမယုံကြပါဘူးရှိလဲမရှိပါဘူးပိုဆိုးတာသူ့ရဲ့မောင်နှမနှစ်ယောက်လုံးကလည်းတိပ္ပပညာကိုလိုက်စားကြပြီးတော့မောပညာကိုယုံကြည်နေတဲ့ Nest ကိုအယူတရားလိုဆက်ဆံကြပါတယ်စာအုပ်ထဲကမောမန္တန်တွေကိုသူ့ဘာသာသူရှောက်ပြီးတော့စော့နေပြန်ရင်လဲအရေးပဲမရှိတဲ့အရာတွေလုပ်တယ်အုံအောင်မရှိဘူးဆိုပြီးတော့ဝိုင်းပြီးတော့ပြစ်ပယ်ထားကြပါတယ်ဘာချီရိုင်းငယ်ဘွားနဲ့တော့စင်တူတူလိုရှိပြီးတော့ဘာချီရာထက်လည်းတေချာပေါက်ပို့ပြီးတော့ဝမ်းနေစရာကောင်းပါတယ်နက်စ်ကမောပညာကိုယုံနေတာဆိုရင်ဘာချီရာကမကောင်းဆိုးအောင်ယုံနေတာပါ ဲ့ဒီအချက်ကြောင့်ပဲနှစ်ယောက်လုံးကတခြားသူတွေရဲ့လိလူရှိတာကိုခံခဲ့ရတယ်ဆိုပေမဲ့ဘာချီရာကတော့သူ့ရဲ့အမေကအားပေးပါသေးတယ်ဂျာမန်ခီလီကတော့တမိသားစုလုံးကလိလူရှိထားတာပါကဲနက်စ်ရဲ့အကြောင်းပြန်ဆက်ပါမယ်နက်စ်ကမော်ဘီနာဆိုတဲ့အရာကိုဆက်လက်ပြီးတော့ရှာဖွေရင်တနေ့မှာတော့ဘောလုံးကွင်းတစ်ကွင်းနဲ့ရောက်သွားပါတယ်နက်စ်ကတော့အဲ့ဒီအရာကိုမရှင်းပြတတ်ဘူးဆိုပေမဲ့ဘောလုံးဆိုတာစစ်မှန်တဲ့မော်ပညာပါပဲဂိုးလေးတကူကလူအကြီးတစ်ခုလုံးအော့အတောင်းနေဖြစ်သွားလောက်ပြုလို့နိုင်တဲ့ဘောလုံးသမားတွေကမော်စရာတွေပဲဖြစ်ကြပါတယ် ဲ့ဒီနောက် Nest ကလည်းသူယုံကြည်ခဲ့တဲ့မော်ဆိုးတဲ့အရာကိုဘသူတွေကလိလိရှုနေပါစေကြိုးစားခဲ့ပါတယ်။ကြိုးစားမှုရဲ့ရလဒ်အနေနဲ့ Basketball Team Academy မှာပါဝင်ခွင့်ရခဲ့ပါတယ်။ Academy ရောက်တော့အနှဲငယ်တော့ခြေစံပြနိုင်ခဲ့ပေမဲ့တယောက်တည်းတော့မရတည်နိုင်ခဲ့ပါဘူး။သူယုံကြည်ခဲ့တဲ့မော်ဟာပြဆွမ်းသွားပြီးတော့အရှုံးသမားဘဝကိုပြန်ရောက်ပြီလို့ထင်နေတော့မှာပဲခိုင်စာနဲ့တွေ့ခဲ့တာပါ။ဒီလိုနဲ့ပဲ Nest ကခိုင်စာရဲ့ဘောကိုမှိုင်းနေပဲနှစ်ယောက်သားသွားသူလာသူဖြစ်လာခဲ့တာပါ။ Nest ကလည်းခိုင်စာရဲ့အပိတ်ကံချက်တွေလိုအပ်တယ်လို့ ခိုင်စားကလည်း Nest ရဲ့ပေးပို့မှုတွေလိုအပ်ပါတယ်။နေ့အလုံးကတယောက်ကိုတယောက်လိုအပ်ကြရဆိုပြီးမဲ့ခိုင်စားကတော့ Nest ကိုပို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ခိုင်စားကငယ်ငယ်ကတည်းကသူ့အဖေရဲ့နှိမ့်ဆက်မှုတွေကြောင့် trauma ရနေတာပါ။အဲ့တော့စိတ်ပိုင်းဆိုင်ရာမှာအတော်လေးရောအားနေပါတယ်။အဲ့လိုမဖြစ်အောင် Nest ကပဲအမြဲတမ်းထိန်းချောင်းပေးရပြီးတော့ခိုင်စားအတွက်လည်းရန်အေးပါတယ်လူတယောက်ဖြစ်နေပါတယ်။ Nest ရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။နောက်တစ်ယောက်ဖြစ်တဲ့ Rin ရဲ့အကြောင်းကိုဆက်ပါမယ်။ ။ရင်းကတော့ဘလူးလော့ရဲ့ပထမအတုံးမှာကလေးကတော့ဝမ်းဖြစ်လာခဲ့တာပါ။အခုနီကိုအေဂွေ့စ်လီရဲ့အဆုံးသက်မှာလည်းတော့ဝမ်းပါပဲ။အီဇာကီကလည်းတော့ဝမ်းဆိုပေမဲ့ရင်းနဲ့အီဇာကီကလုံးဝကိုရှင်လို့မရတဲ့အနေအထားတစ်ခုမှာပါ။ရင်းရဲ့တေချာပေါက်ပူချမ်းပါတယ်။ PHG လို့ရင်းနဲ့ရှီတိုကိုတယောက်တစ်လက်ပေးသုံးတဲ့နေရာမှာတော့ဒုတိယဂိုးသင်းအများဆုံးဖြစ်နေပါတယ်။တချို့ပွဲတွေဆိုရင်နောက်ဆုံးအလုံးမှပြီးကန်တာပါ။ဒါရောမှ PHG ရဲ့ကွင်းလယ်လူကရင်းကိုလူသိပ်ပြီးတော့မဟုတ်ပါဘူး။အရင်ကတည်းကကြောက်ဖို့ကောင်းနေတယ်ဟွိုက်ကန်ချက်တွေက အခုချိန်မှာဆိုရင်ပို့ပြီးတော့ဆိုးလာခဲ့ပြီမလို့တញ្ញံတញ្ញံတော်တော်လေးခက်လာပါပြီခိုင်ဇာလိုပရဒတာအားလည်းရှိရတဲ့အတွက်ကြောင့်ကံကြက်တွေကလည်းတိကျပါတယ်ရင်းုံအဓိကကြောက်စရာအကောင်းဆုံးဖြစ်စေတဲ့အရာကတော့သူ့ရဲ့ destroyer flow ပဲဖြစ်ပါတယ် flow ဝင်နေတဲ့အချိန်မှာဆိုရင်မကောင်းဆိုးရတဲ့ကောင်လုံးဖြစ်နေပြီးတော့ဘလုံးကန်နာနဲ့တော့မတူတော့တယ်အဲ့ဒီ flow ရဲ့လုံနိုင်စွာကတော့ကိုယ့်ရဲ့အကောင်းဆုံးမှာဆိုတဲ့လက်နက်ကိုရွေးပြီးတော့ဖြက်စီးပစ်တာပါဒီထက်မြင်သာအောင် ပြောရမယ်ဆိုရင်တော့ပားရဲ့ပြိုင်ပွဲမှာကိုယ့်ရဲ့အကောင်းဆုံးပားရဲ့ချက်ကပြိုင်မက်ကိုဖြုံတော့မဖြုံစေဘူးဆိုတဲ့ခံစားချက်မျိုးပါပဲ တပတ်လူကိုလုံးဝမျှော်လင့်ကြမဲ့စီတာပါအဲ့လိုမျိုးတောင်းကျန်းလွန်းလို့ပဲပြန်ပန်းနှစ်ယောက်ဖြစ်တဲ့ခိုင်ဇာနဲ့အီဇာကီတို့တောင်မှနှစ်ယောက်ပေါင်းမိချရတဲ့အထီကိုဆိုးရတာတော့ပါဒါတော့တက်ပြီးမထိန်နိုင်ကြပါဘူးဆိုတော့အဓိကအကြောင်းအရာဖြစ်တဲ့ရီယန်သူ့အကိုထက်ပိုပြီးတော့တန်မာလားဆိုတာကိုစက်ပါမယ်ကျွန်တော်အမြင်ရမယ်ပြောရမယ်ဆိုရင်တော့အခုလက်ရှိရီယန်အီတိုရှိစာရဲ့ထက်ပိုပြီးတော့တာလွန်နိုင်ပါသေးတယ်ဆိုင်ရဲ့ကိုရန်ကရီယန်သူ့ထက်ပိုပြီးတော့တန်မာတယ်ဆိုတော့အမြဲတမ်းသိနေခဲ့ပြီးတော့သူ့ရဲ့အစားကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်လာစေခြင်းခဲ့တာပါသူမလုံနိုင်တဲ့အရာကိုရီယန်လုံနိုင်မယ်ဆိုပြီးတော့ ယုံကြည်နေခဲ့တာပါရေမသိသေးတဲ့တခြားစိတ်တစ်ဖက်ချမ်းအောင်လဲစာရေးကတိနေခဲ့ပြီးတော့အဲ့ဒီစိတ်ကိုပေါ်ထွက်လာအောင်လဲစာရေးရဲ့ရင်းကိုတမင်နင်းရှိခဲ့တာပါဒါမှရင်းရဲ့တခြားစိတ်ကအဝေးကန်ဖြစ်လာပြီးတော့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုဖြစ်လာနိုင်မှာပါတကယ်လဲအဲ့ဒီစိတ်ပွင့်လာတော့စာရေးကိုခဏအနိုင်ယူလိုက်နိုင်ပြီအခုဆိုရင်လဲစာရေးလိုစိတ်မျိုးဆက်တစ်တယောက်နဲ့အီစာဂီလိုဘလူးလော့ရဲ့ East 2ကပါဝိုင်းထင်းတာတော့မနိုင်နဲ့မကောင်းဆိုးရတဲ့ကောင်ဖြစ်ကိုလုံးဝပြောင်းလဲတော့ပါပြီအခုဆိုရင်စာရေးရဲ့လူနာတော့ရှိတဲ့ရီယယ်ကလပ်ကပါကလန်ထားပြီမလို့ လူနာကိုလည်းလက်စားချိနိုင်သွားမလားဆိုတာစောင့်ကြည့်ရပါတော့မယ်။အခုပြပတ်ပြီးသွားခဲ့တာကတော့ Alexis Net နဲ့ Itoshi Rinno ရဲ့အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel လေးက Subscriber 2000နဲ့အရင်နီးကပ်နေပြီမလို့အမြဲဆုံးပြည့်အောင် Subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။ဒီနေ့ Video ကတော့ဒီလောက်ပါပဲ။အားပေးကြတဲ့သူတူတယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ပိုင်းနေမှာပြန်လေးကြတာပါ။